Okay မင်္ဂလာပါကျွန်တော်တို့ CDS computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီမှာရခေါတင်ကမ်းမှာ run ခဲ့တဲ့ application တွေကျွန်တော်တို့ဒါ application တစ်ခုဒါဆိုရင်ရေးတဲ့ပိုင်းပြီးသွားရတာ။တကယ်လုပ်ငန်းစဉ်တွေပါလဲ။ပြီးရင်တော့ပါ text team ပိုင်းစမ်းသက်တယ်။ application မှာအဆင်ပြေလာငါတို့လုပ်တာတွေဘယ်ဟာတွေမှားနေလဲ။ကဲစမ်းမယ်ပြဘာမှပြောကြရအောင်လို့ထ run လိုက်ရအောင်။ run module ။အိုးတက်လာပြီ။ lucky number ကြွေးပါ။အိုးထွက်တယ်ဟာ။အဲ့နှစ်ဆွေအစ်မကြည့်လိုက်အောင်။ဒါလေးတွေသေးတယ်ကွာဟလား။ ေးတယ်กว่าဆိုတော့ကျွန်တော်တို့เนเน่ရှောက်ပြင်လိုက်အောင်ဟုတ်နော်သေးတယ်ဆိုเนเน่ပြင်မယ်အားကောင်းလေးဒီမှာသူပြင်တော့ဒီမှာ lucky number နိုင်လာတာ ਨੇ ဒီကောင်းလေးလောဆန်နေခါဒီမှာကနန်းတယ်သူ့ကိုသူပါ disable လုပ်တယ်ပြန်စတာလည်းပြန်ဖြစ်သွားတယ်ဟော oh 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 အဆင်ပြေတယ်ဟာဒါငါတို့ရဲ့ lottery number လေးအဆင်ပြေတယ်ဟာနည်းနည်း design လေးမလောက်ဘူးကနည်းနည်းလေးပြဲချင်ပြဲချင်တဲ့ words လေးကိုကျွန်တော် follow လောက် level လေးကိုကျွန်တော်မလောက်လား follow လောက်ထားတယ်ပုံညံနည်းနည်းရှင်မျိုးမျိုးဖြစ်နေလို့နော် level လေးတို့ words အကျယ်ဘလောက်လောက်တာဟဲ့လို့လေ live show လေးရစေကူပေါ့ဘာလို့ background တွေပါရတော့ရောက်ပြင်းမနေနဲ့အဲ့လောက်ကြီးအရင်ကြီးတကယ်ကြဟိုနှစ်လက်ချွတ်ချွတ်နားလဲဖို့ပဲလို့တာ button ပြင်ပြင်းသေးလား button လည်းပြင်တော့ပါအောင်ရရင်တော့ control section လေးပြန် run ကြည့်ခေါင်းကိုနည်းနည်းပြဲသွား width ကနည်းနည်းပြဲသွား height ပြန်ပြဲအောင်နော် width height လေးလိုရအောင်အဲ width လောက်ထားလိုက်တော့ပုံလေးနည်းနည်းဟို extend ဖို့ဝိုင်းတယ်ဘုံနည်းနည်းတိုးလိုက်မယ်ဟုတ်နော် အဲ့လိုလိုက်ပြီးတော့ကိုယ့်ကိုတက်စတင်လိုအပ်တဲ့ဟာတွေလိုက်ပြင်လို့ရတယ် h tempo 1 y tempo 1တဲ့ h tempo 1 y tempo 2လောက်ဒီခြုံလိုက် control s channel ပြန် run ကြည့်ပုံနေနဲ့တူကြည့်ရအဆင်ပြေလာတော့အဲတူတော့တော်တော်တူတာနော်အဲ့လိုဘယ်လိုနေနေပါဒါဆိုအဆင်ပြေပြီနော် lucky numbers ဟုတ် okay ဒါဆိုတော့ lottery number number program တွေပါပဲစားရတယ် အဆင်ပြေတာပြင်ဆင်ရတယ်တော့နောက်တစ်ခေါက်သင်ခန်းသာမှာ deployment ကိုသွားမယ်ကျွန်တော်တို့ဒီ bear file လောက်လုပ်နေရတယ် lottery widgets.py ဆိုတဲ့ကျွန်တော်တို့ file တွေကဘာလုပ်နေရလဲအလုံးလုံးနေတာဗျာ okay အဲ့ file တွေကျွန်တော်နေရာတိုင်းသွား run ရမှာလားဟောငါတော့ဒီဒါဆိုတော့ gadget ပဲဒါကတော့ applic calculator application ရေးထားရတာဒီ file ကအဲ့တော့ဒီ calculator ကိုသုံးကြရအောင်ဒီ file ကို copy ကူးလိုက်ဟာသွားဟာဒီမှာလဲကျုံ luckily ရဲ့ကောင်ဟိုဖြတ်ဒီဖြတ်ဆိုရင်ပြက်ပြီးဟာအဲ့လိုအခြေအနေအဆင်ပြေဦးလေအဲ့ဒီရဲ့ notice ကိုဘာဘိုင်းလို့ခေါ်လဲ deployment ဘိုင်းလို့ခေါ်တယ် ဒါကြတော့ development ပိုင်းနောက်တစ်ပိုင်းရ deployment ပိုင်း deployment ပိုင်းက define ကိုအကုန်လုံးခုတ်စရာခုတ်တယ်ပြေနော် video တစ်ပြက်လုံးစပဲတိုလီမော့စာတွေတပ်ပုံထည့်တယ်တချင်းထည့်တယ်ရိုက်ထားတယ်ဟိုထည့်ရဲထည့်တယ်ပြီးတော့လုံးခိုးလိုက်တယ် MV ပိုင်းတစ်ပိုင်းနဲ့ထွက်လာတယ်ကြိုက်တဲ့နေရာသွား run နေသွားပလေးတယ်အဆင်ပြေတယ်အဲ့ဒီလိုပုံစံ software မှာ okay မလား okay အဲ့တော့ not coming လာမယ့် icon တွေကို send တက်ကြည့်မယ် okay thank you ပြန်